လောကဝိစယလောကမှာအောင်မြင်မှုရဖို့ရအတွက်အယက်မျက်နာ6ခုလုံုံအောင်လောက်အောင်မယ်တဲ့နော်အယက်မျက်နာ6ခုလုံုံအောင်လောက်ရမယ်အယက်မျက်နာ6ခုဆိုတာအရှိတောင်းအနောက်မြောက်အထက်အောက်ဒီအယက်မျက်နာ6ခုဒီလိုခေါ်တာဒါကမက်တာဖိုရီကယ်တမ်းလို့ခေါ်တယ်တင်စားပြီးတော့ပြောတာ ဘဂတိအရမျက်နာကိုပြောတာမဟုတ်ဘူးတင်စားပြီးတော့အရ6မျက်နာကကိုယ့်ရဲ့လုံခြုံရေးကိုစီမံဆောင်ရွက်ပါစနစ်တကျလုပ်ပါလို့ရသော်ပြန်ကဒီလိုခေါ်တာအရ6မျက်နာလူတွေမှာကိုယ့်ရဲ့အရှိဘက်ကလည်းလုံခြုံအောင်လုပ်ရမယ်တောင်ဘက်ကလည်းလုံခြုံအောင်လုပ်ရမယ်အနောက်ဘက်ကလည်းလုံခြုံအောင်လုပ်ရမယ်မြောက်ဘက်ကလည်းလုံခြုံအောင်လုပ်ရမယ်အပေါ်ကလည်းလုံအောင်လုပ်ရမယ်အောက်ကလည်းလုံရမယ် အဲ့ဒီလို6ဖက်6တန်း6ဌာနလုံယုံသွားပြီဆိုလို့ရှိရင်လောကမှာဘယ်တော့မှအရှုံးမရှိတော့ဘူးအောင်မြင်နိုင်တယ်လို့ရသော်ပြဒီလိုခေါ်တာเนาะအဲ့တော့အရှိဆိုတာဘာကိုပြောတာလဲလို့ရသော်ပြအရှိဆိုတာမိဘနှစ်ပါးကိုပြောတာတဲ့ဘာဖြစ်လို့လို့ဆိုလောကလူတွေရောက်လာတဲ့အခါမှာဘဝတစ်ခုရလာတဲ့အခါမှာ မိဘဟာပထမဆုံးတွေ့ရတဲ့မိတ်ဆွေပဲလေပထမဆုံးတွေ့ရတဲ့မိတ်ဆွေပဲဒါကြောင့်မလို့နံပါတ်1တကယ့်ကိုအလေးပေးရမယ်မိတ်ဆွေအစ်စ်ကိုယ့်ကိုယေရှုအရှိဆုံးပုဂ္ဂိုလ်ဟာမိဘပဲဖြစ်တယ်ပေါ့မိဘရဲ့ယေရှုကိုပြောပြသမှာလို့ဆိုလို့ရှိရင်အမျိုးမျိုးတော့ပြောကြမှာပဲမြတ်စွာဘုရားဟောတဲ့အတိုင်းမှတ်မယ်ဆိုရင်မိဘကသားသမီးတွေအပေါ်မှာယေရှုပြုတာ၃ခုလို့မြတ်စွာဘုရားက ကုန်လုံးချုံးပြီးတော့ perspective နည်းနဲ့ပြောထားတာရှိတယ်ဟောထားတာရှိတယ်။ဘာလဲလို့ဆိုရင်အာပါဒကကိုယ်ဘေးရန်အန္တရာယ်မရောက်အောင်ဆောင်ရှောက်လာခဲ့တယ်ဒါတစ်ခုပောတကမစားတတ်ခင်ငယ်တဲ့ကငယ်ငယ်လေးတွေကကိုယ်ကျွေးလာတယ်ဟောဣမတ်တလောကတထတ်တိတာတော့ဒီလောကကြီးကိုလာခွင့်ပြုပြီးတော့လောကကြီးရဲ့အလှအပကိုရှိရှုစေတာမိပါပဲဟုတ်တယ်လေ အမေကနေမလာခဲ့နဲ့လို့ဆိုပြီး abortion လုပ်ပလိုက်ဘယ်လိုလုပ် abolish လုပ်เนาะ abortion လုပ်ပလိုက်ဒုက္ခရောက်မသွားဘူးလားတချို့အမေတွေကလာခွင့်မပြုဘူးလေမလာနဲ့ရှုပ်တယ်ဆိုပြီးတော့အဲ့ဒါမျိုးရှိတယ်အဲ့တော့ဒီလောကကြီးတွေကိုရောက်လာတာဟာအမေယေရှုပဲအမေယေရှုပဲဒါကြောင့်မို့မြတ်စွာဘုရားပြောတာအိမတ်တလောကတထသေတာတော့ဒီလောကကြီးနဲ့တွေ့ခွင့်ပေးတာ ဝယ်ကမ်းလောက်တာမိပါပဲ။ဟောမိပါရဲ့ခြေစူးဟာဒီသုံးခုတည်းနဲ့ပဲဒီဆက်ဖို့ဆိုအလွန်ခက်တယ်ပေါ့။ကြွေးတာပြန်ကြွေးလို့ရတယ်။စောင့်ရှောက်တာပြန်စောင့်ရှောက်လို့ရတယ်။ဒီလောကကြီးတဲ့ဝယ်ကမ်းလောက်တာကိုကနောက်မှရောက်တာဆိုတော့အမေဖေကိုထပ်ပြီးကိုဝယ်ကမ်းလောက်ချင်လို့ရပါမလား။ရဘူးလေ။အဲ့တော့အဲ့ဒါကြောင့်မို့လို့မိဘခြေစူးကိုဆက်လို့မကုန်ဘူးလို့ပြောတာအဲ့ဒီတစ်ခုနဲ့တည်းမကုန်ဘူး။ လောကကြီးတဲကိုလာခွင့်ပေးလိုက်တဲ့ယေရှုကနဲတာမှမဟုတ်တာမလေခုယေရှုတင်ကြစင်ကာပူရောက်အောင်ခေါ်တဲ့လူယေရှုတင်ရသေးတယ်ပတ်စံတော့ပေးရထားတယ်ဟောအဲ့ဒါလို့ဟိုမိဘကြတော့လောကထဲရောက်လာအောင်ခေါ်သွင်းပေးတာဖြစ်တော့ကြောင့်ယေရှုအကြီးမားဆုံးပုဂ္ဂိုလ်အဲ့ဒီယေရှုကိုတော့ပြန်ဆက်လို့လွယ်လွယ်နဲ့တော့မရနိုင်ဘူးတဲ့ဒီလိုပြောတာမြတ်စွာဘုရားเนาะ ဒါမိဘကျေးဇူးကိုအချင်းချုပ်ပြောပါဆိုရင်အဲ့ဒီ၃ခုပဲဘုရားဟောထားတာ၃ခုနဲ့ဟောလိုက်တာကောင်းပြီအဲ့ဒီအရှိအယဆိုတာမိဘကိုပြောတာတောင်အယဆိုတာဆရာသမားကိုပညာသင်ပေးတဲ့ဆရာတွေကတောင်အယအလေးပေးရမယ့်ပုဂ္ဂိုလ်တွေယုံကြည်လေးစားရမယ့်ပုဂ္ဂိုလ်ဆိုတဲ့အဲ့ဒီအနောက်အယဆိုတာကိုအိမ်အောင်ပြုလို့ ိမ်နောင်ဘက်တာမယာအနောက်အရကမြောက်အရကျတော့မိတ်ဆွေသင်္ဃဟောမိတ်ဆွေတွေကမြောက်အရအောက်အရဆိုတာအလုသမားကိုယ့်ရဲ့အလုပ်ငန်းကိစ္စကိုဝိုင်းဝန်းပြီးတော့လုပ်နေတဲ့ဘာကနဲ့လှုပ်လှုပ်ဘာနဲ့လှုပ်လှုပ်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေမှာလုပ်ကင်နေတဲ့လုပ်သမားအထက်အရာဆိုတာတဝနာပြမနာ သူတော်စင်ယဟန်တန်ခါများအောင်အထက်ရက်ဒီလိုဆွလို့အဲ့ဒီအယက်မျက်နာတွေကိုကိုကလုံခြုံအောင်လုပ်ရမယ်လုံခြုံလို့ရှိရင်သူတို့ကကိုယ့်ကိုပြန်ဆောင်ရှောက်ဆောင်းရှောင်းလိုက်အဲ့တော့လုံခြုံအောင်ဘယ်လိုလုပ်ရအရှိအယက်လုံခြုံအောင်ဘယ်လိုလုပ်ရအောင်ဆိုအမေဖေကကိုယ့်ကိုကြွေးထားခဲ့တယ်လीကြွေးထားတဲ့အခါကျတော့အရှိအယက်လုံခြုံရေးအတွက်ကိုလုံးဝမှာကိုကိုကြွေးခဲ့တဲ့ မိဘတွေကိုပြန်ပြီးတော့ကျွေးပါအဲ့ဒါလို့မကျွေးဘူးဆိုရင်အရှိရကပေါက်နေလိမ့်မယ်လုံခြုံရေးစိတ်မချရတော့နော်လုံခြုံမှာမဟုတ်ဘူးဒါကြောင့်မို့ကိုယ့်ကိုကျွေးမွေးဆောက်ရှောက်လာတဲ့မိဘတွေကိုတုံ့ပြန်ပြီးတော့ကျွေးမွေးဆောက်ရှောက်ပါတဲ့ကိစ္စဝိစ္စပေါ်လာလို့ရှိရင်လည်းသူတို့ကိစ္စကိုကိုယ့်ကိစ္စလို့သဘောထားပြီးတော့လုံခြုံပေးပါတဲ့နောက်တစ်ခုကမိဘမျိုးရိုးရဲ့အမျိုးကောင်းဆိုလို့ရှိရင်အဲ့ဒီအမျိုးကို ထိမ့်သိမ်းဆောင်းလျှောက်ပါအကယ်၍မိဘကဟိုကောင်းတဲ့မျိုးရိုးမဟုတ်ရင်လည်းကောင်းတဲ့မျိုးရိုးဖြစ်အောင်မိမိကလုပ်ပေးပါဒီလိုဆိုလို့ဆိုပါတော့မိဘကဒီဟိုဒုစရိုက်နဲ့အသက်မွေးတဲ့မိဘဆိုလို့ရှိရင်သူ့စရိုက်နဲ့အသက်မွေးအောင်ကိုလုပ်ပေးကောင်းတဲ့မျိုးရိုးတစ်ခုဖြစ်အောင်ပြန်ပြီးတော့ကိုကလုပ်ပေးတယ်တဲ့ဒီလိုဆိုလို့နောက်တစ်ခါမိဘဆိုတာရှာပွေသွားတဲ့ပစ္စည်းတွေသူတို့သေးတဲ့အခါယူသွားလို့မရဘူးလေ။ ယူသွားလို့မရသေးတဲ့ကြောင့်သူတို့ရှာခဲ့တဲ့ပစ္စည်းဥစ္စာတွေကိုကိုကစနစ်တကျမိဘပစ္စည်းတွေကိုထိမ့်သိမ်းပြီးတော့ကုသကောင်းမှုလုပ်ပေးတယ်ပေါ့အမွေခံတယ်ပေါ့ဟောနောက်ကွဲလွန်အိဆာရောက်သွားတဲ့အခါမှာမိဘတွေကိုနောက်ဆုံးဂျေဇုဆတ်တဲ့အနေနဲ့ကုသကောင်းမှုလုပ်ပြီးအမျှပေးဝေပါတဲ့ဒါကအရှိအယလုံုံရေးအတွက်သာသမီတွေကဒီလိုလုပ်ပါလို့ဆိုတော့ ရှေ့ရလုံခြုံရေးအတွက်သာသမီတွေရဲ့စီမံဆောင်ရွက်ချက်ပဲအဲ့တော့ဒီနေရာလေးမှာအမျှဝေတာဟာမျှဝေတိုင်းရလာလို့ဆိုတော့အင်္ဂါရက်တွေရှိနေတယ်အမျှဝေလို့ရတဲ့ဘဝဟာပြိတ္တဘဝပဲငရဲဆိုရင်မရဘူးတိရစ္ဆာန်ဆိုလည်းမရဘူးလူဖြစ်နေနတ်ဖြစ်နေမလိုအပ်တော့ဘူးเนาะပြိတ္တဖြစ်နေတဲ့အချိန်မှာအမျှဝေရတယ်ဝေတဲ့အခါမှာဝေတိုင်းရသလားလို့၄၀ရှိတယ် ဆက်သွယ်မှုရှိမှရဆက်သွယ်မှု communication မရှိရင်တော့မရဘူးအဲ့ဒါမပြောနဲ့ဒီကနေပြီးတော့စင်ကာပူကနေပြီးဗမာပြည်ပိုက်ဆံပို့တော်မှာ communication ရှိမှပို့လို့ရတာလေဘယ်လိုဆိုပဲရမှာတော့အဲ့တော့ကိုကသူ့အတွက်ကိုယ်သူကောင်းမှုလုပ်တယ်တစ်ဖက်သားကိုအမျှဝေလိုက်တယ်သူကတိတယ်ဝမ်းသာတယ်ဒါလို့ခေါ်တယ်အဲ့ဒါကြောင့်မရဥပမာတစ်ခု အတန်လှင့်ဆက်တယ်လီဗီရှင်းဆိုတာဆိုတယ်လီဗီရှင်းလှင့်တဲ့ဆက်ကလှင့်တယ်ဒါပေမဲ့ဖမ်းတဲ့ဆက်ကဖွင့်မထားဘူးဆိုရင်ရုပ်ပုံပေါ်ပါမလားမပေါ်ဘူးလှင့်တဲ့ဆက်ကတော့လှင့်တယ်နော်ဖမ်းတဲ့ဆက်ကမဖမ်းဘူးဆိုလို့ရှိရင်လည်းမြင်ရမှာမဟုတ်ဘူးအေးဖမ်းတဲ့ဆက်ကတော့ဖမ်းပါရဲ့လှင့်တဲ့ဆက်ကမလှင့်ဘူးဆိုလို့ရှိရင်ရောမရဘူးလွင့်တဲ့ချိန်လည်းဖြည့်ရမယ်လွင့်နေတာလည်းဖြည့်ရမယ်ဖမ်းလည်းဖမ်းနေစင်တော့ရပါ အဲ့ဒီသဘောကိုသာမှတ်တာအမြဝေတယ်ဆိုတာဟိုကတစ်ဖက်ကတိပီတာရုခေါ်မှရတယ်အနုမဆိုရင်တော့မရဘူးလို့ပဲပြောအဲ့တော့တခြားနည်းနဲ့လှုပ်တာတွေဟာဆိုပါစို့အမေကြိုက်တတ်လို့အဖေကြိုက်တတ်လို့တင်းကြိုင်းသွားပြီးတော့တင်ထားရင်တော့ဒီပြင်အကောင်မလောင်ပဲစားမှသူစားရမှာမဟုတ်ပါဘူးနော်သူစားရမှာမဟုတ်တချို့ကတော့လူတွေကအဲ့ဒါလို့သွားလှုပ်လို့ရှိတယ် အကောင်းဆုံးလုပ်နည်းကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်ဝေတာသူတို့အတွက်အကျိုးရှိဆုံးပဲလို့မြတ်စွာဘုရားကဒီလိုဟောထားတယ်နော်အဲ့ဒါအရှိအယက်ဖြစ်တဲ့မိဘတွေအတွက်ဆောင်ရွက်ရမယ့်ကိစ္စတစ်ခုကိုဆောင်ရွက်တာလို့ဒီလိုမှတ်သားဖို့လိုတယ်ပေါ့အဲ့လိုဆောင်ရွက်ရမယ့်ကိစ္စကိုဆောင်ရွက်တဲ့အခါမိဘတွေကကိုယ်သားသမီးကိုပြန်ပြီးတော့ဆောင်ရှောက်ကြတယ်မကောင်းတာတွေမဖြစ်အောင်နော် ဆုံးပါတယ်။ကောင်းတဲ့ဘက်ကိုရောက်အောင်တင်ပို့ပေးတယ်။ပညာတွေတင်ပေးတယ်။နော်။နောက်ဆုံးမှာတင့်တော်တဲ့ပုဂ္ဂိုလ်နဲ့အိမ်အောင်ချပေးတယ်။နော်။အချိန်ခါတန်လို့ရှင်လည်းအမွေတွေပေးတယ်ဆိုတဲ့ဟောမိဘနဲ့သားသမီးဟာအပြန်အလှန်ဒီလိုဆောင်ရွက်သည့်အတွက်ကြောင့်ကိုယ့်ရှိကိုယ့်အတွက်အရှိရဟာလုံုံသွားပြီလို့ဒီလိုပြောတာအနုမို့ဆိုရင်မလုံုံဘူးနော် အဲ့တော့ဆရာသမားဆိုတဲ့တောင်အရာတောင်အရာကဆရာသမားအဲ့တော့ဆရာဆိုရင်တပည့်နဲ့တွေ့ရမှာပေါ့တောင်အရာလုံုံရအောင်ဆရာတပည့်တွေကဘာလို့ရမလဲလို့ဆိုရင်ဟိုတပည့်တွေဟာဆရာကိုလေးစားတဲ့အနေနဲ့တက်တက်ကြွကြွရှိရမယ်ဆရာလာလို့ရှိရင်နေရာကထားတယ်ကျိုးကျိုးဆာဆာဆရာစီကို ချင့်ကပ်သွားလာတယ်နော် ဆရာပြောသမျှကိုနာခံတယ်မှတ်သားတယ်ဆရာအတွက်ပြုစုလုပ်ကျွေးတယ်ဆရာသင်ပေးတဲ့အတတ်ပညာကိုတလေးတစားမှတ်ယူတယ်လို့ဆိုလို့ရှိရင်တောင်းအရအတွက်သူကလုံခြုံရေးစီမံတာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့လုံခြုံလာတဲ့အခါကျတော့တပည့်ကတပည့်တွေကအဲ့ဒါလို့လုံလာတဲ့အခါကျတော့ဆရာတွေကနေပြီးတော့တပည့်တွေပေါ်မှာပြန်ပြီးတော့တုတ်ပြန်လာတာတွေရှိတယ်ပေါ့ အဲ့ဒီတုံ့ပြန်မှုကအရေးကြီးဆုံးပဲပေါ့ဘာတွေအရေးကြီးတော့ဆိုရင်တပည့်ကိုကြာကြာနာနာပညာတတ်အောင်ဆရာကသင်ပေးတယ်ဟောသင်ပေးတယ်အတတ်ပညာအားလုံးကိုချွင်းချက်မရှိဆရာအာစရိယမုတ်တိမထားပဲနဲ့တပည့်ကိုသင်ကြားပေးတယ်ဟောကောင်းတဲ့အချက်တွေကိုတပည့်ကိုမှတ်သားစေတယ် ော်နောက်ပြီးတော့မိကောင်းဆွေကောင်းတွေစီကိုတပည့်ကို အနှံပေးတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ဆရာရဲ့မျက်နှာနဲ့ဒီတပည့်ဟာသွားလျာရမှာမျက်နှာပွင့်နေလို့သူတို့ပြောတာเนาะအယမျက်နှာပဲသွားသွားဆရာရဲ့ခုံကျေးစုနဲ့အနည်းငယ်ခင်ခင်ရှင်ရှင်ဖြစ်စီတယ်ဒါဆရာရဲ့မေတ္တာကိုခံယူလို့ရတဲ့အခါမှာ တောင်အရလုံကြုံသွားပြီလို့သူပြောတာဒီနီးနဲ့တောင်အရကိုလုံကြုံအောင်လုပ်ရမယ်ဟောအနောက်အရဆိုတာဘာလဲလို့ဆိုရင်ပါမရအိမ်တော်ရက်သားကြတဲ့ပုဂ္ဂိုလ်ကြီးအနောက်အရလုံကြုံမှုအတွက်လှုပ်တဲ့လှုပ်ထိုက်တာပါတော့ဆိုရင်အမျိုးသားတွေအိမ်တော်ရက်သားကြပြီဆိုလို့ရှိရင်မိမိတို့ရဲ့ကျင်ရအမျိုးသမီးတွေပေါ်မှာမျက်မျက်နိုးနိုး ဆက်ဆံရမယ်၊ချင်းချင်းနန္နာဆက်ဆံရမယ်လို့ဆိုလို့အထင်သေးအမြင်သေးဘယ်တော့မှမလုံးမိစေနဲ့ဒါတစ်ခုနောက်တစ်ခုကကိုယ့်ရဲ့ရှင်မောရှင်ဘက်ကလွဲလို့တခြားအပေါ်မှာစိတ်ဝင်စားမှုမလုပ်အောင်ဘူး။နောက်အိမ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ကိုအားလုံးအနှံထားရမယ်တဲ့လို့ပြောတာ။တစ်တော်လှပတဲ့အစဉ်တစားများကိုလည်းပဲဆင်မြန်းပေးနိုင်ရမယ်။ ဟောဒီလိုဆိုတာเนาะအဲ့ဒါလို့ဆိုလို့ရှိရင်အနောက်အရာဟာလုံကြုံသွားတယ်လုံကြုံသွားတဲ့အခါကျတော့အဲ့ဒီလိုလုံကြုံသွားတဲ့အခါကျတော့အိရှင်အမျိုးသမီးကဘာတွေတုံ့ပြန်ပြီးတော့ပေးလာတော့လို့ဆိုတော့အိမ်မူကိစ္စတွေကိုစနစ်တကျဆောင်ရွက်တယ်ကိုယ့်အိမ်မှာအလုပ်လုပ်တဲ့ပုံစံတွေကိုလည်းပဲစနစ်တကျချင်းမြောက်တယ် organize လုပ်တယ် မိမိကိုယ်တိုင်ကလည်းအချင်းစာရိတ္တကောင်းအောင်ထိန်းနေအင်းရှင်ယောက်ျားဆောင်းယူလာသည်မြနော်လုပ်ငန်းကရလာသည်မြငွေချေးတနာတွေကိုလည်းမပြောက်ပြက်အောင်ထိန်းသိမ်းဆောက်ရှောက်တယ်အလုတ်အကင်နဲ့ပတ်သက်ပြီးတော့အိမ်မှုကိစ္စနဲ့လုပ်ငန်းကျွမ်းကျင်နေပြင်းရည်မရှိဘူးဆွဲကောင်းကောင်းနဲ့အားလုံးကိုလုပ်တယ်လို့ဆိုတော့အနောက်မျက်နှာဟာလုံးဝလုံးကျုံစိတ်ချရတဲ့အနေအထားမျိုးရိုးပေါကြီးပိတ်တစ်ခုပိတ်သွားတယ်လို့သူတို့ပြောတာ ဲ့ဒါဆိုရင်လောကမှာအောင်မြင်မှုရနိုင်တယ်လို့ယေဇောဗျာလို့ခေါ်တာနော်အဲ့တော့ယေဇောဗျာဟောတဲ့အတိုင်းသာအကုန်လိုက်နာရှင်းသုံးရမယ်ဆိုလို့ရှိရင်တော့ပြဿနာဆိုတာအလွန်ကိုနည်းသွားပြီးတော့ကြီးပွားတိုးတက်မှုတွေဟာကျုံ့မှာတည်ချပါတယ်ဟောနောက်တစ်ခါမြောက်အရဆိုတာဘုသူ့ကိုပြောတာတော့ဆိုမိတ်ဆွေတွေကိုပြောတာအဲ့တော့မြောက်အရဆိုတဲ့မိတ်ဆွေတွေကို ကိုကကို့မိတ်ဆွေပေါ့ဘယ်လိုလုပ်ရမလဲဆိုလူတိုင်းလူတိုင်းဟာမိတ်ဆွေရှိတာပဲအဲ့တော့မိတ်ဆွေတွေပေါ်မှာဘယ်လိုဆက်ဆံမလဲလို့ဆိုတော့မြတ်စွာဘုရားကသင်္ကားဝတ္ထုတရား၄ပါးနဲ့ဆက်ဆံဖို့လိုအပ်တယ်မိတ်ဆွေတခုနဲ့တခုမိတ်ဆွေဖြစ်လာပြီဆိုရင်ကို့လက်သူ့လက်တော့ရှိတာပေါ့နော်ကိုကသူ့မိတ်ဆွေလားသူကကို့မိတ်ဆွေလားနှစ်ခုစလုံးအတွက်ပြောတဲ့ဟာတခါမြောက်ပိုင်းဆိုတာမိတ်ဆွေမျိုးဆွလို့တယ် အဲ့ဒီမိတ်ဆွေဖြစ်လာပြီဆိုလို့ရှိရင်ဘာလို့อ่ะလက်ဆောင်ပစ္စည်းပေးတာကစပေးမှုကမ်းမှုလေးတွေရှိရတယ်ဒါကမေတ္တာနှောင်ယူခိုင်မာဖို့အတွက်အော်ငါ့ကိုတတိရတယ်မြဲတမ်းဘာလေးဖြစ်ဖြစ်ချူချူဆန်းဆန်းငါ့ကိုပေးတယ်လက်ဆောင်လေးပေးတယ်မွေးနေ့လက်ဆောင်လေးပေးတယ်ဘာပေးတယ်ပေါ့နော်ဟိုအဖို့တန်တယ်မတန်တာတော့ထားပေါ့ပေးတယ်ဆိုလို့ရှိရင် မေတ္တာခြင်းဟာအမတန်မှနှီးသွားနိုင်တယ်စိတ်နှလုံးကိုဆက်ဆောင်တဲ့ဟာတစ်ခုနောက်တစ်ခါစကားပြောတဲ့အခါမှာဘယ်တော့ဖြစ်ဖြစ်ရိုင်းရိုင်းပြပြမပြောဘဲနဲ့ကျင်နာတဲ့စကားလုံးယဉ်ကျေးတဲ့စကားလုံးနဲ့ပြောရမယ်တဲ့ဒါကိုပေယဝိဆာလို့ခေါ်တယ်ဟောနောက်တစ်ခုကအထစရိယသူကိစ္စရှိရင်မနေတတ်ဘူးသွားပြီးတော့လှုပ်ပေးတယ်၊ကုညီတယ်ဟောနောက်ဆုံးတစ်ခုကတမန္တတတာကိုနဲ့ဓာတ်နုထာဆက်ဆံတယ်ဘာလို့လဲဆိုတော့ လူဆိုတာကိုယ့်ကိုအထင်သေးမြင်သေးဆက်ဆံရင်ဘယ်သူမှမခံနိုင်ဘူးเนาะအထင်သေးမြင်သေးဆိုမရဘူးအဲ့တော့အထင်မြင်သေးတဲ့ဆက်ဆံမှုမျိုးမလုပ်ရဘူးတဲ့နောက်ဆုံးတစ်ခုကတော့ဘာလို့ဆိုအရေးကြီးတာခတိတည်ရမယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်မိတ်ဆွေပေါင်းသင်းမပြတ်စေခြင်းလို့ရှိရင်ကိုပြောထားရင် ပြောထားတဲ့ခတိကိုတည်ရမယ်တည်စေရဘယ်တော့မှမလွဲချော်စေရဘူးတဲ့အဲ့ဒါလို့ဆက်ဆံလို့ရှိရင်ရောက်အရာဟာ လုံကျုံလာလိမ့်မယ်တဲ့အဲ့ဒီလုံကျုံလာလို့ရှိရင်သူ့ရဲ့ဆက်ဆံမှုကိုအကြောင်းပြုပြီးတော့တစ်ဖက်ကတုံ့ပြန်လာတယ်။ဘာတွေတုံ့ပြန်လာလဲ။ကိုမေ့နေတယ်ဟာမေ့လျော့ပြီးတော့ကိုကခဏလို့မူးနေလို့ဖြစ်စေမေ့နေလို့ဖြစ်စေအဲ့ဒီလိုဖြစ်တဲ့အခါမှာသူကစောင့်ရှောက်ပေးတယ်။ပစ္စည်းဥစ္စာတွေပျောက်မသွားအောင်ထိမ့်သိမ့်ပြီးတော့ပေးတယ်။ဟောကြောက်เสียရဘေးနဲ့အန္တရာယ်ကြုံလို့ရှိရင်လည်းပဲအားပေးစကားပြောတယ်နော်။ အာပိစကားပြောတယ်ဘေးရန်နေပေါ်လာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူးခုနဝက်ဝံကတွေ့တဲ့အခါမှာထွက်ပြေးသွားတာမျိုးမလုပ်ဘူးတဲ့နော်အဲ့မျိုးမလုပ်ဘူးနောက်တစ်ခါသူ့ရဲ့သားစဉ်မြည်ဆက်မြည်မြည်တီတွတ်ထီအောင်နော်အလေးပေးပြီးဒါငါမိတ်ဆွေရဲ့သားငါမိတ်ဆွေရဲ့မြည်ကလေးဆိုပြီးတော့ဆောင်းဆောင်မှုပြုတယ်တဲ့အဲ့ဒါလို့ဆိုရင်ရောက်အရာဟာလုံကြုံသွားတာဖြစ်ပါတယ် အောက်အရလုံယုံဖို့အတွက်ဘယ်လိုစီမံချက်ဆောင်ရဒါရသော်ဘုရားကတာဝိဌာနဆိုတာ project လို့ခေါ်တယ်နော်စီမံမှုတွေ project အနေနဲ့စီမံတာအောက်အရဆိုတာကိုယ်လုပ်ငန်းမှာလုပ်ကင်ဆောင်ရနေကြတဲ့အလုပ်သမားတွေအဲ့ဒီအလုပ်သမားတွေ ਨੇ ပတ်သက်ပြီးတော့ကိုယ်လုပ်ရမယ့်ကိစ္စတစ်ခုကဘာလို့စီမံဆောင်ရမယ့်ကိစ္စကဘာလို့ဆို ိုယ့်ရဲ့ကုမ္ပဏီမှာဖြစ်စေကိုယ့်ရဲ့အိမ်မှာပဲဖြစ်စေအလုံးလုံးနေပြီဆိုရင်အလုတ်ကိစ္စခိုင်းတဲ့အခါမှာသူ့ရဲ့အင်အားကိုကြည့်ပြီးတော့တန်ရာတန်ရာကိုခိုင်းရတယ်မနိုင်ဝင်မခိုင်းရဘူးတဲ့ဒီလိုပြောလာနော်တန်ရာတန်ရာကိုခိုင်းရမယ်တဲ့ဒါကတစ်ခုနောက်တစ်ခုကဘာလို့ဆိုရင်ပုံမှန်တတ်မှတ်ထားတဲ့လစာကိုပေးရမယ်အဲ့လိုသမားလေးကိုပုံမှန်လစာပေးရမယ် နေမကောင်းထိုင်မသာရှိပြီဆိုလို့ရှိရင်ကြည့်မနေရဘူးကိုကကုညီပြုစုပေးရမယ်လေနော်ထူးထူးခြားခြားစံပြတဲ့အစာအာဟာရမျိုးကိုလည်းပဲတခါတရံခေါ်ပြီးတော့ကျွေးပါတဲ့ကုရိယာကုစိန်၊ကွိစိန်တို့အိန္ဒိယကွိစိန်တို့ပေါ့နော်ကောင်းတာလေးတွေတခါတလေခေါ်ခေါ်ပြီးတော့ကျွေးပေးပါတဲ့အလုသမားတွေကိုနောက်ဆုံးကြတော့ဘာလို့ဆိုရင်တမယေဝတ္တခေနာ ်တင့်တော်တဲ့အချိန်မှာဟိုခွင့်ရည်တွေပေးရမယ်လို့ပြောတယ်နော်ခွင့်ရည်တွေပေးရမယ်ဆိုပါလို့အမျိုးသမီးတွေဆိုလို့ရှိရင်ကိုလေးလက်ဝန်ဖြစ်လာလို့ရှိရင် ခွင့်ရည်ပေးလမ်းစာမဲမဟုတ်ဘူးလမ်းစာနဲ့ခွင့်ရည်တွေပေးတယ်အဲ့ဒါလို့ဆိုလို့ရှိရင်အဲ့ဒီအလုံလုံတဲ့အလုံသမားတွေဟာကိုယ့်ရဲ့အလုံရှင်ပုံမှာ ပို့ပြီးတော့ခြေဆုတင်လာပြီးတော့အလုံးသမားအလုံးရှင်ဆက်ဆံရေးဟာပိုကောင်းလာတယ်ဒီလိုပြောတာနော်အဲ့ဒီလိုလုံမှလုံညုံစိတ်ချရတယ်တဲ့အဲ့ဒီလိုလုံညုံစိတ်ချအောင်ဒီလိုအလုံးသမားတွေကိုအခုလိုခိုင်းလို့မိမိဘက်ကတာဝန်ကျေတဲ့အခါမှာအလုံးသမားဘက်ကအလုံးရှင်ကိုပြန်ပြီးတော့တုံ့ပြန်လာတာတွေရှိပါတယ်တဲ့တုံ့ပြန်လာတာဘာလို့လဲဆို ေးအလုံသမားကဝတရားကြည်တယ်စောစောထားတယ်နောက်မှအိတ်တယ်ဝေယဝိဆာလုတ်တဲ့အခါမှာအမြဲတမ်းဟိုခယူတဆိုင်လုတ်တယ်နောက်တစ်ခါမှာပေးတာကိုသာယူတယ်ဟောမခိုးတတ်ဘူးမတူတတ်ဘူးပေါ့နော်ပစ္စည်းတွေကိုတိတ်တဆိတ်မယူဘောင်းလို့ဆိုအလုံရှင်ကကောင်းတာကောင်းလို့ရှိရင်ခိုးယူတာမျိုးတွေမလုပ်ဘူးတဲ့ဘလာတော့ကမြန်မာပြည်မှာ ဘီယာရောင်းနေတဲ့ဟိုအလုရှင်တဦးနဲ့ပတ်သက်ပြီးတော့ပြောဘူးတယ်အဲ့တော့နှစ်တိုင်းနှစ်တိုင်းဒီအလုတိုင်းအလုတိုင်းမှာဘီယာပလင်းကအပြက်ပြပြီးတော့အလုသမားကတောက်တာရှိနော်တောက်တာရှိတယ်အ ਨੇ ဆုံးနှစ်ဖာနှစ်ဖာလောက်ကတော့ရော့တယ်သူတို့တောက်တယ်ပေါ့ အဲ့ဒါကိုခွင့်မပြုနိုင်တော့ဘာလုပ်လဲဆိုရင်အလုသမားကဘီယာပလင်းကိုဆောင်းဆောင်းချတဲ့အခါကျတော့လေးပါလောက်ပြတ်တယ်တဲ့အလုသမားကိုသွားပြီးတော့ဝက်ဥကြီးသွားတင်းလိုက်တာလေးပါလောက်ပြတ်သွားအဲသူတို့တောက်ပါစေဆိုပြီးတော့ခွင့်ပေးထားလို့ရှင်အပြည့်မရှိတော့ဘူးအကောင်းကြီးပဲဖြစ်တယ်။နော်အဲ့ဒါလက်တွေ့လက်တွေ့အဲ့ဒါတော့ဘုရားဟောတာမဟုတ်ဘူးတကယ်ဖြစ် ော့မြတ်စွာဘုရားကလည်းဒါတွေမြင်တယ်လေနှစ်ဦးနှစ်ဝစိတ်ချမ်းသာမှုရှိမှလုပ်ငန်းဆိုတာပျက်စီးနေတာအနုမို့ဆိုရင်အလုံးရှင်တဲ့အလုံးသမားမေတ္တာခန်းချောက်လာပြီဆိုလို့ရှိရင်တနည်းနည်းနဲ့ပျက်စီးတတ်တယ်ပေါ့တနည်းနည်းနဲ့ပျက်စီးတတ်တယ်အဲ့ဒါကြောင့်မလို့ဒီအလုံးရှင်ဘက်ကလည်းပဲဟိုညှတာတဲ့သဘောတွေပြရမယ်ပြလို့ရှိရင်အလုံးသမားဘက်ကလည်းပဲထိန်းသိမ်းသိမ်းဖြစ်လာတယ်လို့ဒီလိုဆိုတာ အဲ့ဒီအချက်တွေကနောက်တစ်ခုပါတော့ဆိုရင်သူကတ္တကမ္မကရာအလုတ်ကိစ္စနဲ့ပတ်သက်ပြီးတေတိတသက်လှုပ်လာတယ်တေတိတသက်လှုပ်တော့ကိတိဝဏဟရာအလုတ်ရှင်ကဘလောက်ကောင်းနေဆိုတာအလုတ်သမားတွေကကြော်ညာပြီးသားဖြစ်သွားတယ်အလုတ်ရှင်ကဘလောက်ကောင်းနေဆိုတာကိုသူတို့ကပြောတဲ့စကားနဲ့နေမယ်ခုံတရေတွေတက်ပြီး dignity တွေအပြည့်ဝရဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့အတိုင်း ဆက်ဆံရေးကောင်းကြမယ်ဆိုလို့ရှိရင်တော့အနည်းနဲ့အများကြီးပွားတိုးတက်ပြီးလောကမှာအောင်မြင်မှုကိုရမယ်ဆိုတာသိကြပါလေဒါကြောင့်အယမျက်နာ6ခုဒီဖူလုံးအောင်ဆောင်ရွက်ကြရအောင်နောက်ဆုံးတစ်ခုကတော့တမနာပြမနာတွေပုံမှာသူတော်စင်တွေပုံမှာဒီရိုးရိုးတည်တည်လေးလေးစားစားနဲ့ဆက်ဆံပြီးတော့သွားမယ်ဆိုရင်သူတို့စီကတုတ်ပြန်လာတယ် မကြောက်ဘူးတွေကြာဟောပြောပေးမယ်မသိသေးတဲ့အသိပညာတွေဟောပြောပေးမယ်ကောင်းတဲ့ဘက်ကိုရောက်အောင်ပို့ဆောင်ပြီးတော့ပေးမယ်တမလွန်ဘဝရောက်တဲ့အခါမှာလည်းကောင်းရသူတည်းရောက်မဲ့တကယ်လမ်းကြောင်းကောင်းကိုဖော်ကျူးပေးနိုင်တယ်ဆိုရင်အထက်အရရဲ့လုံခြုံမှုကလည်းပဲရရှိသွားနိုင်ပါတယ်ဒါကြောင့်မို့လောကအောင်မြင်တဲ့ပုဂ္ဂိုလ်ဟာအရှိအရာလဲလုံခြုံစိတ်ချရအောင်တောင်းအရာကလည်းလုံခြုံစိတ်ချရအောင်အနောက်အရာကလည်းလုံခြုံစိတ်ချရအောင် မြောက်အရတ်တို့နော်အောက်အရတ်အထက်အရတ်တွေကလည်းလုံးလုံးစိတ်ချရအောင်ဘုရားမြတ်စွာဟောကြားထားတဲ့ဤစနစ်အတိုင်းလိုက်လံရှင်းသုံးမယ်ဆိုလို့ရှိရင်လောကဝိစယလမ်းစဉ်အရအောင်မြင်ကြီးပွားကြမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကြိုးစားအားထုတ်နိုင်ရပါစေကုန်သတည်း